đâu ်ပူတင်ဘက်ကနေပြန်လဲကြိုးဆိုလိုက်ပါရရှင်ဒီနေ့တော့ပူတင်က0မိုင်မှာရှိတဲ့ကိုကြီးပြောဆိုရဲဆိုင်ကိုအကုန်လုံးကိုခေါ်သွားပြီးမှာဖြစ်ပါတယ်အဲ့ဒီတော့ကြောင့်မလို့အကုန်လုံးပဲပူတင်နဲ့တူတူအလုံးပဲဆက်ပြီးတော့ like ခဲ့ပေးကြအောင်နော်အခုဆိုရင်တော့ပူတင်တို့ဆိုင်ကိုရောက်လာပါပြီဆိုင်လေးရဲ့လိပ်စာကတော့0မိုင်နဲ့ထောက်ချန်ကြားထဲမှာရှိပါတယ်ပူကယ်ဘက်ကနေပြီးတော့ကိုကြီးပြောဆိုပြီးတော့ထောက်ပြီးတော့သွားရင်လည်းရပါတယ်ဒီဆိုင်လေးကလေအဓိကကဘာနာမည်ကြီးလဲဆိုတော့သူ့စီမှာကအကောင်ပလောင်အစုံရတယ်ပေါ့နော်ကြွက်ကြော်တို့ဖားတို့ပရည့်တို့အဲ့လိုမျိုးဒါပေမဲ့ပူတင်ကတော့မစားရဲလို့မ စားပါဘူး။ဆိုင်လေးကလေလိုင်းမှာနည်းနည်းကြီးနေလို့တော့မသိရတဲ့လူကလည်းတော်တော်များတယ်။ကားပတ်ပြင်အောင်မှာတော်တော်လေးရှာလိုက်ရတယ်ပေါ့နော်။အဲဒါကတော့ပူတင်းရဲ့ outfit check လေးပါ။မိဖုရားဖော်ဆောင်2025ပါရှင်ဖြစ်ပါတယ်။အခုဆိုရင်တော့ပူတင်တို့ဆိုင်ကလေးကိုဝင်လာပါပြီ။ဆိုင်ကလေးရဲ့ဝင်ပေါက်ကလည်းဒီလိုမျိုးလေးပေါ့နော်။တော်တော်လေးလှတယ်။ဓာတ်ပုံလေးပါရိုက်ရင်လည်းဇိုင်းလိုလှတယ်လို့ပြောလို့ရတာပေါ့လေ။ဒါပေမဲ့ပူတင်ကတော့မရိုက်ခဲ့ပါဘူး။နေတအားပူလို့ပါ။အဲဒီကတော်တော်လေးနဲ့ပူရဲ။အဲတော့ကဒီရန်ကုန်မှာပူချိန်က38ဒီဂရီဆယ်စီယပ်လောက်ရှိရေပေါ့နော်။ ခုဆိုရင်တော့ဆိုင်လေးတဲ့ကိုရောက်လာပြီဆိုင်လေးထဲမှာတော့ဒီလိုမျိုးလေးတွေရေးထားတယ်ပေါ့နော်ကိုကြည့်ဒီဒီဘာရလဲဆိုရှောက်ကြည့်ပြီးတက္ကလာပူတင်းတို့သူများမာတာပဲနှိုက်စားခဲ့ပါတယ်ဆိုင်လေးကလည်းအဲထဲမှာနေရာလဲတော်တော်လေးကျယ်တယ်ထိုင်စရာလဲများတယ်ပေါ့နော်ဒါကတော့သူ့စီမှာရတယ်မင်းလေးပေါ့နော် တိုင်လေးကနေထိုင်နေရနေရာတွေလည်းများသလောက်ကြီးထိုင်ရတာအေးအေးဆေးဆေးလေးပဲဖြစ်တယ်ပြီးတော့နေရတာအရင်မပူဘူးပေါ့နော်ဒါလေးကတော့ကြွက်ကြော်ဖြစ်ပါတယ်သူတင်းပြောဖို့မိနေတာဆိုင်လေးကပိတ်ရတော့မရှိဘူး9နာရီကနေည7နာရီထိဖွင့်ပါတယ်တိုင်လေးကနေနည်းနည်းလေးဝေးတော့ပူတင်းတို့တုံးကကြတော့ဖုံးဆက်ပြီးတော့ order လမ်းမှာထားလိုက်တယ်ပေါ့နော်ဘယ်ဟင်းပွဲကိုဘယ်လိုမျိုး ပုံစံနဲ့လုပ်ထားပြီးပါဆိုပြီးတော့အဲ့တော့ပူတင်းတို့ရောက်တော့တခါလဲစားရုံနဲ့ တကယ်လို့ကိုကတော့အစီအစဉ်ရှိတယ်ဆိုရင်တော့အဲ့လိုမျိုးကြိုတင်ပုံကင်လုပ်ပြီးတော့မထားရင်တော့ကိုအဆင်ပြေမယ်လို့ပူတင်ထင်ပါတယ်။အတော်ပြည့်တဲ့လူကတော့မစားရတာ၊တူပြည့်တဲ့လူကရှိတဲ့မြအကုန်ပါလာလာအကုန်ထားအောင်ပဲမှာပရိကျော်ဆိုရင်စားနေရအာရပါရသူအရန်ကြိုက်တယ်ပူတင်ကတော့မစားရလို့တကူးမှမစားရဘူး။ အဲ့ဒီမှာကနေထိုင်းရည်လည်းရတယ်ဒီဆိုင်လေးကနေအစားတောက်ကတော့ပုံမှန်ပါပဲအရင်ကြီးတမှုထူးကြပြီးတော့အရင်ကောင်းပြီးတော့နောက်တစ်ခါသွားရလောက်တဲ့အထိကောင်းနေတာမျိုးတော့မဟုတ်ဘူးပေါ့နော်ပုံမှန်အရသာကျတော့ရှိပါတယ်ဒါပေမဲ့ဈေးလေးတော့နည်းနည်းကြီးပါတယ်ထိုင်းရည်ဆိုလို့ရှိရင်အိုးသေးကို6500အိုးကြီးဆိုရင်12000ကြက်ပူးဆိုလို့ရှိရင်18000ကြက်ကြော်ဆိုရင်3000ပရစ်ကြော်ဆိုရင်10000ကို8000ကြွက်ဆိုရင်8000ဖားကလည်း8000 ုတ်ဆိုလို့ရှိရင်တော့လက်ဖက်တုတ်ကိုဆေးဘဲဥတုတ်ကိုမြင်းခွာရွက်တုတ်ကိုတခြားတုတ်တွေလည်းရတယ်ပေါ့နော်။ဘူတင်းတို့ကတော့အဲ့ဒီ၃မျိုးမှစားခဲ့တယ်။အဲ့ဒါကတော့တပွဲကို၅တောင်ပါ။ဘူတင်းကတော့မစားပဲနဲ့အရသာတီးကြလို့စားကြည့်ထိုင်ပြီးတော့လေဘူတင်းသူလေးကိုအရသာမီးခဲ့တယ်ပေါ့နော်။အဲ့ဒါဒီအရသာလေးတွေကိုပြန်ပြီး sharing လေးလုပ်ပြီးပါမယ်။ပင်းဆိုလို့ရှိရင်သူ့ရဲ့အရသာကစိတ်ငယ်လို့ပြောတယ်။ငါတလဲတို့ကြောင့်နဲ့အရသာဆင်းနေတဲ့ကျွဲ့ရဲ့အရသာကကြတော့ကြက်သားနဲ့အရသာအတူတူပဲလို့ပြောတယ်။ဒါပေမဲ့သူကအကောင့်သေးတော့ဘူးအသားတော့နေတယ်ပေါ့နော်။ဒါပေမဲ့အယိုးမပါဘူးအသားကြီး ပဲ။ခါရဲ့အရာသာကတော့ချိုးတယ်လို့သူပြောတယ်။ချိုးချိုးလေးရဲ့လေးလေးပင်ပင်လေးရှိတယ်လို့ပြောတယ်ပေါ့နော်။ခါကလေဖားတိတိလေးတွေကိုကြောထားတာဆိုတော့သူကကြွတ်ကြွရွရွလေးနဲ့အဲ့လိုမျိုးချိုးချိုးလေးလေးပင်ပင်လေးအဲ့လိုပုံစံလေးပေါ့နော်။ ဒါကတော့ပူတင်ကိုလက်ဖက်မစားဘူးလို့အဲ့ဆိုင်မှာလက်ဖက်တော့မစားခဲ့ပါတယ်ပြောရရင်တော့လက်ဖက်တော့ကလည်းပုံမှန်ပါပဲစားလို့တော့ကောင်းပါတယ်ဘိုက်အရန်စားနေတော့လေဒါကတော့ဈေးပဲဥတုံလေးပေါ့နော်မစိုးပါဘူး9000တော့ဈေးပဲဥလေပါတာများတယ်အရသာနေနဲ့ကောင်းလို့ဆိုဒါကတော့မြင်းခွာရွက်တော့ပေါ့နော်ပူတင်ကနွားစားတာပါတော့လေအသားငါးထက်ဆိုင်အသေးရွက်ကိုပိုကြိုက်တော့အသေးရွက်တွေများများစားဖြစ်ပါတယ်အမှန်တော့လေမြင်းခွာရွက်တော့ကလူတို့အရန်ကောင်းတယ်ဥပမာပူတင်တို့မျက်မှန်သမားတွေတို့ဆိုရင်ပိုပြီးကောင်းတယ်ပေါ့နော်တရက်ပိုတယ်မြင်းခွာရွက်9ရွက်စားပြီးမျက်စိအကောင်းတယ် ယ်လို့လည်းပြောပါတယ်။ဒါကတော့ဖားကြော်ပေါ့နော်ဖားတိတိလေးတွေကိုသူကျွတ်ကျွတ်လေးကြော်ထားတာဒါပေမဲ့ပူတင်းကတော့မစားရဲလို့မစားခဲ့ပါဘူး။ အားလုံးစားပြီးတောက်ပြီးတဲ့အချိန်မှာကတော့ဆိုင်မှာရှိတဲ့အင်တာလေးဝင်လိုက်ပါအောင်မယ်ဆိုအင်တာဝင်လိုက်တဲ့အချိန်မှာပူတင်တို့တိတ်ရောက်အသေးကွဲသွားပါတယ်။အပြင်မှာလုပ်ထားတဲ့ decoration တွေကတော့လာပါတယ်။အထဲကိုဝင်လိုက်တဲ့အချိန်မှာအမန်လေးပူတင်တို့မတက်နိုင်တော့တခါလဲပြန်ထွက်လာရပါတယ်။အထဲမှာမီးလည်းမရှိပါဘူး။အင်တာကလော်ရင်ဂျန်တဲ့ဟာကတော့တိတ်ပြီးပြောစရာမရှိဘူးပေါ့နော်။ဒါပေမဲ့ရင်ကောင်လေးတော့နည်းနည်းများတယ်။အဲ့ဒီဆိုင်မှာလေးကြောက်မီးတွေလည်းအများကြီးရှိတယ်။ကိုယ့်စီကိုယ်လည်းလာပြီးတော့သူတို့ကတောင်းနေပေါ့နော်။ကြောင်ချစ်တဲ့လူဆိုလို့ရှိရင်တော့ဒီဆိုင်မှာနေရတာပြောမှာကြောင်လေးတွေကအပေါက်ကလေးရောအကြီးရောအများကြီး ီးပဲရှိတယ်ဒီဆိုင်လေးကိုသွားမယ်ဆိုရင်တော့ဂျာရက်ဆိုရင်တော့လူရှင်းလောက်တယ်လို့ပူတင်ထင်ပါတယ်အခုဆိုရင်တော့ပူတင်ကိုစားပြီးတောက်ပြီးတော့ပြန်ပါတော့မယ်ဒီနေ့ပူတင်ရဲ့ဗီဒီယိုလေးကအကုန်လုံးကိုကြိုးရှိတယ်ဆိုရင် like share subscribe follow လုပ်တော့ဘူးလို့မြေမီ channel အုံနော်ဒါကတော့ပူတင်တို့ဆိုင်အရှိက view လေးဖြစ်ပါတယ်ပြန်တဲ့ချိန်တော့တိတ်နေပူနည်းနည်းနည်းအေးနေပြီပေါ့နော်ပူတင်ရဲ့ blog လေးကို Facebook မှာကြည့်ရတာအထက်ကဲရှိရဆိုရင်ပူတင်ရဲ့ YouTube channel လေးမှာလည်းစောင့်ပြီးတော့ကြည့်ရှုလို့ရတယ်နော်အားလုံးပဲနောက်ဘလော့မှာပြန်တွေ့ကြပါမယ်အားလုံးပဲတော့ဒါ